စစ်ပေးတဲ့မြန်မာနိုင်ငံဟာကမ္ဘာမှာဘိမ်းဆိုင်ပြုံးမှုအများဆုံးနိုင်ငံအဖြစ်ဆက်လက်ရပ်တည်နေတယ်လို့ကုလသမဂ္ဂမိုးရေဆေးဝါးနဲ့ရာဇဝတ်မှုဆိုင်ရာယုံ UNODC ရဲ့ဒီဇင်ဘာ3ရက်ကထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်မြန်မာနိုင်ငံရဲ့ဘိမ်းဆိုင်ပြုံးမှုဟာဆယ်နှစ်တာကာလအတွင်းစံချိန်တင် အမြင့်ဆုံးကိုရောက်ရှိခဲ့ပြီးထွက်ရှိလာတဲ့ဘိမ်းဖြူကိုအနောက်နိုင်ငံဈေးကွက်များကို ကုတန်ရောင်းဝယ်နေတဲ့အစောပိုင်းလက္ခဏာများတွေ့ရှိနေရကြောင်းသိရှိရပါတယ်။ UNODC ရဲ့အစိုးရခန်းစာအရမြန်မာနိုင်ငံမှာဗိမ်းဆိုင်ပြုံးမှုဟာ2024ခုနှစ်နဲ့ရှင်ရင်အခုနှစ်တွင်မှာ18ရာခိုင်နှုန်းတိုးလာတယ်လို့သိရပါတယ်။မနစ်ကမြန်မာနိုင်ငံမှာဗိမ်းဆိုင်ဧကာဟက်တာ45200ရှိခဲ့ရာကနေဒီနှစ်မှာတော့93100အထိတိုးလာခဲ့တာပါ အစီရင်ခံစာအရစိုက်ပျိုးမှုအများဆုံးဟာ ရှမ်းပြည်နယ်ကဖြစ်တာကို တွေ့ရပါတယ်ရှမ်းပြည်တောင်ပိုင်းမှာဘိန်းဆိုင်ပျိုးမှု73ရာခိုင်နှုန်းထိတိုးလာပြီးတနိုင်ငံလုံးစိုက်ပျိုးမှုရဲ့44ရာခိုင်နှုန်းထိရှိတယ်လို့ဆိုထားပါတယ်ရှမ်းပြည်အရှေ့ပိုင်းမှာ32ရာခိုင်နှုန်းချင်းပြည်နယ်မှာ26ရာခိုင်နှုန်းနဲ့ကချင်ပြည်နယ်မှာ3ရာခိုင်နှုန်းထိရှိတယ်လို့ UNODC ကပြောထားပါတယ် ချင်းပြည်နယ်မှာလည်း2025ခုနှစ်အတွင်းဘိန်းဆိုင်ပြုံမှုဟာ26ရာခိုင်နှုန်းထိတိုးလာပြီးဟက်တာပေါင်း1040ထိရှိနေပါတယ်။2025ခုနှစ်အတွင်းကယားမှာ628ဟက်တာ၊ကချင်မှာ4250ဟက်တာနဲ့စကိုင်းမှာ952ဟက်တာထိစိုက်ပျိုးလာတာကို တွေ့ရတယ်လို့ထုတ်ပြန်ကြကြသိရပါတယ်။ UNODC ရဲ့အစိုးရကစားမှာမတည်ငြိမ်မှုတွေက လယ်သမားတွေကိုဘိမ့်ဆိုင်ပြောချင်းစီကိုတွန်းပို့နေတော့လေပြင်းထန်လာတဲ့ပရိပခါနဲ့မလုံခြုံမှုများကြောင့်၎င်းတို့ရဲ့စိုက်ခင်းများကိုဂယုဆိုင်ရန်ပုံမခက်ခဲလာနေတယ်လို့လည်းဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာဘိမ့်ဆိုင် area ကတိတိတတာဒေါ်လာနေပေမဲ့ဟတာအလိုက်ထွန်းနှုံးကတော့တိုးမလာပါဘူး။ဒါကလည်းလယ်သမားတွေအနေနဲ့ငွေရလွယ်တဲ့ဘိန်းကိုစိုက်ပျိုးကြပေမဲ့စစ်ရေးပရိပခါတွေကြောင့်ဘိမ့်ဆိုင်ခင်းတွေကို တေချာဂယုမဆိုင်နိုင်တာအပါအဝင်တခြားရှုပ်ထွေးတဲ့အကြောင်းတရားတွေကြောင့်လို့ UNODC ကသုံးသပ်ထားပါတယ်။ဒါပေမဲ့လည်းအာဖဂန်နစ္စတန်နိုင်ငံမှာဗိတ်ထုတ်လုံးမှုရော့ချလာတာနဲ့အတူအရှိတောင်အာရှကဘိန်းဖြူတွေကိုကမ္ဘာလုံးဆိုင်ရာဝယ်လိုအားမြင့်တက်လာနိုင်တာကြောင့်မြန်မာနိုင်ငံမှာဘိတ်ဆိုင်ပြုံးမှုဆက်လက်မြင့်တက်နိုင်တယ်လို့လည်း UNODC ကခန့်မှန်းထားပါတယ်။စစ်တမ်းတင့်နေတဲ့မြန်မာနိုင်ငံမှာတရားမဝင်တပ်တူ တူဖို့ခြင်းမှသည့် ကြားဖြန့်လိမ်လည်မှုများသည့်အပါအဝင်မက်တာဖက်တမင်းနှင့်ဘိန်းဖြူကဲ့သို့တရားမဝင်မူရစေဝါများထုတ်လုပ်ခြင်းအထိအမျိုးမျိုးသောမှောက်ကိုလုပ်ငန်းများစုဝေးရာဘ ਹੁ ကျက်ဖြစ်လာနေကြောင်းအရင်ကကဘာပေါ်မှာဘိန်းဆိုင်ပြိုထုတ်လုပ်မှုအမြင့်ဆုံးဖြစ်ခဲ့ဘူးတဲ့အာဖဂန်နစ္စတန်နိုင်ငံကတော့တာလီဘန်အစိုးရရဲ့ဖြုတ်ခွင်းမှုတွေနဲ့အတူဘိန်းဆိုင်နှုန်းပြန်လည်ကျဆင်းသွားကမြန်မာနိုင်ငံကကမ္ဘာအဆင့်တစ်နေရာကို ရောက်ရှိလာတာဖြစ်တယ်လို့ဆိုထားပါဗျ။